ီနေ့မက်ဆီမသတင်းဟာမက်ဆီမသတင်းသဘောမှာတွေ့လိုက်ရတဲ့ဒီရုရှားနဲ့တရုတ်ကစစ်ကောင်စီကိုထောက်ပံ့တဲ့ drone တွေဟာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြားကစစ်မျက်နှာချိန်ခွင်ရှာကိုပြောင်းလဲလာစီတဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဂယုပြုတဲ့နယ်လို့ယူဆတဲ့အတွက်အာဒီအကြောင်းကိုတုံ့တက်သင်ပြပေးချင်ပါတယ်အဲ့ဒီသတင်းအရာဒီစစ်မြေပြင်မြန်မာပြည်ထဲကတော်လှန်ရေးစစ်မြေပြင်တွေကိုလေ့လာနေတဲ့ပညာရှင်တယောက်ကိုကူကားပြီးတော့ အဲတည်င်းတင်ပြထားအောင်တွေ့ရတယ်။အဲ့ဒီပညာရှင်ကဘာပြောလဲဆိုရင်ဒီစစ်ကောင်စီစစ်ကောင်စီကိုရုရှားနဲ့တရုတ်ကပေးတဲ့အစ်စ်မြစ်စစ်ပွဲသုံးတိုက်ပွဲဝင် drone တွေကြောင့်အာတော်နိုင်တပ်တွေဘက်ကထိခိုက်တင်တာမှုတွေများလာတယ်။စစ်မျက်နှာချိန်ခွင်ရှာဖို့ပြောင်းလဲလာစေတယ်ဆိုပြီးတော့အဲတင်ပြထားအောင်တွေ့ရတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တည်င်းရေးသားသူကတော့အာကြီးကြီးမားမား တက်ရောက်မှုမရှိနိုင်ဘူးထိခိုက်မှုတော့ရှိနိုင်တယ်ဆိုပြီးတော့သုံးသက်တင်ပြသွားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီခါနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ဒီကိစ္စကကျွန်တော်လေးလေးနဲ့စဉ်းစားဖို့လိုပါတယ်အစပိုင်းຫນွေဥတော်လိုင်းရေးမှာတော်လိုင်းတက်တွေဘက်ကအောင်မြင်မှုကြီးကြီးမားမားရခဲ့တာဒီသူငယ်ပညာတက်တွေက drone တက်ဖွဲ့တယ် drone unit တွေဖွဲ့ပြီးတော့နော်ဒီနည်းပညာပတ်သက်နည်းပညာနဲ့ပတ်သက်တဲ့ပတ်သက်ပြီးအားနေတဲ့စစ်ကောင်စီနော်လက်ဟောင်းနော်ဟိုပညာမတက်တဲ့ဒီစစ်ကောင်စီတက်တွေပေါ်မှာအနိုင်ယူပြခဲ့တယ် ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့စေရင်ရအတာစီတိုက်ပွဲတွေမှာလည်းအတာစီရခဲ့တယ်။ဒါပေမဲ့တေနကဗျူဟာမြောက်အဆင့်တော့မဟုတ်ဘူးပေါ့နော်။မဟာဗျူဟာမြောက်အဆင့်အောင်ပွဲတွေတော့မရခဲ့ဘူး။နီးဗျူဟာရတာအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဲတစ်တုံညာနှစ်ခုစစ်စီရင်တွေမှာဆိုရင်လေအုတ်ကန်တက်တွေကဒရုန်းစင်းပေါင်းရာပေါင်းမြောက်များစွာအသုံးပြုပြီးတော့ရှေ့မြောက်တခွေမှာတိုက်ခိုက်ခဲ့တဲ့အတွက်ဒီနီးပညာမှာနောက်ကျတဲ့စကဆာဟာနော်ခွက်ခွက်တန်ရှုံးပြီးတော့ ဒီအရှင်းပြောက်တိုင်းစစ်ဌာနချုပ်ဘာလက်လွတ်ခဲ့ရတဲ့အနေအထားမျိုးကြုံခဲ့ရတယ်။အဲဒီတော့ကလည်း drone ဟာစစ်မျက်နှာရဲ့ချိန်ခွင်ရှာဖို့ရုပ်တရက်ပြောင်းလဲပေးနိုင်တဲ့လက်နက်အဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီ drone ကပြောရမယ်ဆိုရင်ဒီမြန်မာပြည်စစ်မျက်နှာမှာမဟုတ်ဘဲနဲ့ဒီ2010နောက်ပိုင်းမှာ drone ကိုတင်းတင်းကြပ်ကြပ်အသုံးပြုလာတယ်။စစ်ဘက်ဆိုင်ရာရည်မှန်းချက်တွေမှာတုံးလာတယ်။ပြီးရင်လက်တွေ့လဲအသုံးပြုခဲ့တဲ့စစ်မြေပြင်တွေမှာသူ့ရဲ့အစွမ်းအကောင်ကိုစပြီးမြင်လာရတယ်။အဲဒီတော့အထူးသဖြင့်ဒီလက်ပြားနိုင်ငံမှာဆိုရင် လေပြင်းမှဖြစ်ခဲ့တဲ့ပြည်တွင်းစစ်မှာဆိုရင်အနာဂတ်ရဲ့နော်ထိုးစစ်ကိုအဆုံးဖြတ်ပြီးမဲ့စစ်မျက်နှာချိန်ခွင်ရှာဖို့ပြောင်းလဲစေတဲ့ထိုးစစ်လက်နက်ဆိုပြီးတော့တော့စစ်ရေးကျွမ်းကျင်သူအကဲခတ်တွေကတင်စားလာခဲ့ကြပါတယ်။ဆိုတော့လေပြင်းမှာဘာဖြစ်ခဲ့လဲဆိုရင်ဒီ2000နဲ့ကျွန်တော်ထင်2018လောက်ကဒီလေပြင်းရှေ့ပိုင်းမှာအခြေချတဲ့ဗိုလ်ချုပ်ကြီးခါလီဟက်တာရဲ့တပ်တွေနဲ့ဒီအာလေပြင်းအနောက်ပိုင်းမှာအခြေပြုတဲ့ ုလသမဂ္ဂထောက်ခံနဲ့ကြောထောက်တော့ခံပေးထားတဲ့လေပြားအစိုးရတပ်တွေကြားမှာစစ်မှန်ကြီးရဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတယ်အဲ့တော့ပထမကဒီအဲတိုက်ပွဲတွေဟာရုရှားခြေစားတပ်ဗန်ဂနာတွေပါလာတဲ့အတွက်ဒီစစ်ပွဲချိန်ခင်းရှာဟာရှေ့မတိုးတာနောက်မဆုတ်တာဖြစ်နေတော့ငါလဲတရုတ်ဆိုရကဝန်လောင်စစ်ပတ်တုံးတိုက်ခိုက်ရေးဒရုန်းတွေကိုဒီဗိုလ်ချုပ်ကြီး have to back ကနေသူတို့ထောက်ပံ့ပေးလာတဲ့အခါမှာ ပထမကအသာစီးရနေတဲ့အနောက်ပိုင်းတက်တွေလာတက်ပြန်ဆုတ်ရပြီးတော့စစ်ရေးချိန်ခွင်ရှာနော်စစ်ရေးဒီရေပေါ့စစ်မျက်နှာအထင်ထားရုပ်တရက်ချိန်ခွင်ရှာပြောင်းလဲသွားခင်းတော့ဒီလိပြားစစ်ပွဲမှာတွေ့ရတယ်အဲ့ဒါကြောင့်ပဲဒီကုလသမဂ္ဂရဲ့လိပြားဆိုင်ရာထူးတန်တမန်ကအဲ2018မှာဖြစ်ခဲ့တဲ့ဒီလိပြားရှေ့ပိုင်းတန်းနဲ့အနောက်ပိုင်းတက်တွေကြားတိုက်ပွဲကိုကဘာမှအကြီးမားဆုံး drone တိုက်ပွဲကြီးလို့တော့တင်စားပြီးပြောခဲ့ပါအဲ့တိုက်ပွဲအတွင်းမှာ ဒီတရုတ်လုံဝင်လောင်တိုက်ခိုက်ရေးဒရုန်းအစင်းပေါင်းတထောင်လောက်ကိုဟက်တာဘက်ကနေအသုံးပြုခဲ့လို့ပြောပါတယ်အဲ့ဒီရရလည်းဖြစ်စစ်ရေးချိန်ခွင်ရှာစစ်ရေးရဗိုလ်ချုပ်ကြီးဟက်တာကအသာစီးပြန်ရခဲ့တာကိုလက်ပြပြည်တွင်းစစ်မှကျွန်တော်တွေ့ရပါတယ်အလားတူပဲဒီယူကရိန်းစစ်မျက်နှာကိုကြည့်မြင်ဆိုရင်လည်းရုရှားရဲ့လူအင်အားနဲ့လက်နက်အင်အားနဲ့ဖိပြီးတိုက်ခိုက်ခံနေရတဲ့ယူကရိန်းတပ်ဟာဒီဒရုန်းတွေကိုပဲအဓိကအားထားပြီးတော့ ုထက်လူအင်အားပိုတာတဲ့ရုရှားတွေပေါ့အတိုင်းယူနိုင်ဖို့တဲ့သူတို့ကြိုးပမ်းခဲ့တာတွေ့ရတယ်။ဒီ drone ရဲ့အစမ်းကြောင့်ပဲယူကရိန်းစစ်မြေပြင်ဟာယူကရိန်းဘက်ကနေအသာစီးရတဲ့အနေအထားမျိုးထိဖန်တီးပေးနိုင်ခဲ့တယ်လို့စစ်ရေးအခက်ခဲတွေကလည်းသုံးသပ်ထားတာကိုကျွန်တော်တို့ဒီကာဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့တွေ့လာခဲ့ရပါတယ်။ပြီးတော့အထူးဖြင့် သူ့မှာရှိနေတဲ့လက်နက်မျိုးနဲ့ဆိုရင်ဘလို့မှလုံးမလုံးနိုင်မဲ့စစ်စင်ရင်မျိုးကိုလေယူကရိန်းဟာဒရုန်းရဲ့အစွမ်းကြောင့်လုလာနိုင်ခဲ့တာကိုတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုတော့ရုရှားသမ္မတပူတင်နန်းဆိုင်ရာမော်စကိုမြို့တော်ကိုဒရုန်းဒါဇင်ချီပြီးတော့အသုံးပြုပြီးတော့သမ္မတနန်းတော်ထိပါတိုက်ခိုက်တဲ့ဖြစ်စဉ်တွေကိုလုံနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေမှာကြည့်တဲ့အခါမှာယူကရိန်းကဒရုန်းကိုဘယ်လောက်ထိကောင်းကောင်းသုံးချလဲဆိုရင်မြန်မြန်နဲ့မြန်များသိစေနိုင်ဖို့သိနိုင်ဖို့ အတွက် drone တွေကိုကြံစထုတ်လုပ်လာတာတွေ့ရတယ်။အဲ့ဒီထဲမှာထူးခြားတာကတော့ဒီ dragon drone လို့ခေါ်တဲ့ဒီလောင်မီဒီမီးလောင်ဘုံကိုအဓိကပေါ့ chemical မီးလောင်အပြင်းထန်တဲ့မီးလောင်ဘုံဆန်ဆန်နာပန်ဘုံဆန်ဆန် drone တွေကိုအသုံးပြုလာခဲ့တာတွေ့ရတယ်။ဆိုတော့အဲ့ drone တွေနဲ့ Moscow မြို့တော်တွေကိုတိုက်ခိုက်တဲ့အခါမှာတစင်းထဲနဲ့နော်ထိရောက်မှုလည်းအားကောင်းတယ်ပျက်စီးမှုလည်းအားကောင်းတယ်မီးလောင်ဖျက်ဆီးနိုင်တဲ့အစွမ်းလည်းအားကောင်းခဲ့တာပေါ့ဒီ မော်စကိုမြို့တိုက်ခိုက်ရင်ဖြစ်စင်နေမှာကျွန်တော်တွေ့ခဲ့ရပါတယ်။အဲ့တော့အခုမြန်မာပြည်စစ်မျက်နှာမှာဖြစ်နေတဲ့ဒီစစ်ကောင်စီဟာဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းမှာတစ်တုံညာနှစ်ခွန်စစ်စင်ရေးကပြေးလိုက်တဲ့တင်ကန်းဆောင်ကိုကောင်းကောင်းယူပြီးတော့တရုတ်ကလည်းသူ့ဘက်ကနေရက်တီပေးတဲ့အတွက်ဒီအခုဆိုရင်တရုတ်ဘက်ကနေတိုက်ခိုက်ရေး drone တွေအများအများသူတို့ကိုတပ်ဆင်ပေးနေတယ်လို့ပြောပါတယ်။ဆိုတော့ဒီဟာတွေကိုအင်းနဲ့အားနဲ့ဖိသုံးတာတဲ့အနေထားမှာ အခုဒီစိတ်ဒီစစ်မြေပြင်တော်လိုင်းစစ်မြေပြင်တွေမှာစစ်ရေးချိန်ခွင်ချာအလှည့်အကြောင်းတွေရှိတာနေရတယ်ပတ်သက်ပြီးတော့စပြီးတော့ကျွန်တော်ကြားသိလာနေရပါတယ်ဆိုတော့ဒီကိစ္စပေါ်မှာပေါ့ပေါ့တန်တန်သဘောမထားဘဲနဲ့အာတော်လိုင်းကျွန်တော်တို့ဒီမြန်မာပြည်ထဲကတော်လိုင်းတက်တည်ရဲ့အားနည်းချက်ကဘာလဲဆိုတော့နီးပညာအရင်းမြစ်ကို access ကောင်းကောင်းမရနိုင်တာမျိုးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာအဲနိုင်ငံတကာကတကယ် legitimate အဖြစ်အသိမှတ်ပြု ထားတဲ့အစိုးရမဟုတ်တဲ့အတွက်နိုင်ငံတကာဈေးကွက်လက်နက်ဈေးကွက်တွေကိုအာလက်လန်းနေဖို့အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။အဲ့တော့ဒီကိစ္စကိုအလေးနက်ထားပြီးတော့တိုက်ပွဲဝင်စစ်တဲတယောက်တိုင်းကဒီ drone ကိုဘယ်လိုပုံစံနဲ့ဖျက်ချရမလဲဆိုတဲ့နည်းဗျူဟာဘိုင်းကိုအလေးနာပြီးစဉ်းစားဖို့လိုအပ်ပါကြောင်းဒီ season မှာတိုက်တွန်းတင်ပြနိုင်ရပါတယ်။ရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။